နောက်ဆုံးပဲအိမ်နဲ့လွယ်မယ်ထင်ပြီးခေါ်ခဲ့ပေမဲ့အချင်းဖြစ်သွားတဲ့ကစားသမားများအားလုံးပဲမင်္ဂလာပါဘလုံးသေးနေရဒလိုင်းဒီလူခေါ်တဲ့အပြောင်းရွှေ့နောက်ဆုံးနေ့အထိကိုအပြောင်းရွှေ့လှူရှားမှုတွေလုပ်လို့ရှိပါတယ်ဒလိုင်းဒီမှာကိုအသင်းကဘယ်ကစားသမားတွေကိုခေါ်ယူနိုင်မလဲစောင့်ကြည့်ရတာကပရိသတ်တွေအတွက်ရင်ခုန်စရာလေးဖြစ်ပါတယ်လိုနီနဲ့ငါးသီးရှင်အက်ရှလီကွန်းနဲ့ညီမလေးတို့ဆလွန်ဆော့ရက်စ်နဲ့ပခိုးအသင်းလိုရီစ်နဲ့ကျပါကြီးစတဲ့အပြောင်းရွှေ့ကောင်းကြီးကဒလိုင်းဒီမှာပဲဖြစ်ပေါ်ခဲ့တာပါဒါပေမဲ့နောက်ဆုံးပဲအိမ်နဲ့လွယ်မယ်ထင်ပြီးခေါ်လိုက်ကမှချင်းဖြစ်သွားခဲ့ကြတဲ့ကစားသမားတွေလည်းရှိခဲ့ပါတယ်ဒီနေ့မှာတော့အဲဒီလိုကစားသမား ားတွေရဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။နံပါတ်1နေနေကတော့ညီမလေးတို့ရဲ့ချင်းလေးဖြစ်တဲ့စဦးရဲ့ဖြစ်ပါတယ်။နောက်နံပါတ်2နေရာဒီအပြောင်းရွှေ့စီကွက်ရဲ့နောက်ဆုံးနေ့မှာတော့ညီမလေးတို့ဟာအတလတီကိုမက်ထရစ်ကွင်းလေလူဖြစ်တဲ့စဦးနီကွက်ကိုခေါ်ယူခဲ့ပါတယ်။အရင်ဆုံးအငှားနဲ့ခေါ်ယူခဲ့ပြီးတော့ခြေဆွမ်းကိုကြည့်ပြီးတော့မှရာဒီကုံအပိသက်ခေါ်ယူဖို့စီစဉ်ထားခဲ့တာပါ။ဒါပေမဲ့လည်းစဦးရဲ့ခြေဆွမ်းကနှစ်ခါပြန်စဉ်းစားစီရမလိုအောင်ကိုဆူရနေခဲ့ပါတယ်။ပွဲဥထက်မှာတင်အစဲခံရစီမံခြေဆွမ်းမျိုးပြသခဲ့ပြီးတော့ဒါကြောင့်လည်းအငှားစာချုပ်တက်တန်းပြည့်တဲ့အထီးကိုအရန်ကုံမှဖင်ပူအောင်ထိုင်သွားခဲ့ရပါတယ်။လွယ်ဖြူရဲ့တစ်ခါတည်းအပိ ီးသက်မဝဲမိတဲ့အပြင်အငှားစာချုပ်မှလည်းမဖြစ်မနေခေါ်ယူရမယ်ဆိုတဲ့အချက်တစ်ချက်မပါသွားတာကညီမလေးတို့ကံကောင်းခဲ့တယ်လို့ဆိုရမှာပါ။နမန်းနှစ်နေနေကတော့ drink water ပဲဖြစ်ပါတယ်။ဒါလည်းညီမလေးတို့မိခဲ့တဲ့ဂျင်းပဲဖြစ်ပါတယ်။2016ခုနှစ်မှာတော့က Premier League Champion စုကြီးကိုမြေခွေးပြတို့စုခုနိုင်ခဲ့ပြီးတော့အသင်းရဲ့ကွန်းလယ်ပိုင်းမှာလည်း drink water ကအဓိကနေရာကနေပါဝင်ခဲ့ပါတယ်။2016နှစ်အပြောင်းအလဲဇီကွတ်မှာညီမလေးတို့ကကိုယ်အတောက်ကိုခေါ်ဖို့ကြိုးစားခဲ့ပြီးတော့အပြောင်းအလဲနောက်ဆုံးနေမှာမှအပိသက်ခေါ်ယူနိုင်ခဲ့ပါတယ်။ညီမလေးတို့ကတော့ကိုယ်အတောက်ကိုနမဲနဲ့လိုက်အောင်ကိုရှင်နေအိမ်များစီမ ဲ့သူလို့ထင်ထားခဲ့တာပါ။ဒါပေမဲ့လည်းရောက်ခါစားမှာတော့ဒရားနဲ့ရှစ်ပတ်ကြာအနားယူလိုက်ရပြီးတော့ဂျင်းလက္ခဏာတွေစပြခဲ့ပါတယ်။ဒီကြားထဲစာရီရောက်လာပြီးဂျော်ဂျီနိုကိုပါခေါ်ယူလိုက်တာကြောင့် Green Water တရားလုံးဝကိုနေရာပျောက်သွားခဲ့ရပါတယ်။နံပါတ်3အနေနဲ့ကတော့ Robin New ပဲဖြစ်ပါတယ်။2008ခုနှစ်မှာရှိတ်မန်ဆော်ရူရဲ့ CD Football ကလူကနိုဘူရုအသင်းကိုဝယ်ယူလိုက်ပါတယ်။အဲဒီနေ့နေရာဒီအပြောင်းရှေ့စည်းကွက်မှာတော်သားချက်ပေါက်တလုံးဝင်သုံးချမ်းခဲ့ပြီးတော့အပြောင်းရွှေ့3စီးအနေနဲ့ယူရို330အထိကိုအသုံးပြုခဲ့ပါတယ်။နိုဘူရုခေါ်ယူလိုက်တဲ့အထက်မှာဘရာဇီးသားလီရော်ဘင်ယူလည်းအပါအဝင်ဖြစ်ပါတယ်။ ်အဝိညာဉ်အားစလုံးချာစီကံပြီးဓာတ်ပုံအောင်ရိုက်ပြီးတော့မှအပြောင်းရွှေ့နောက်ဆုံးနေ့မှာနိုဘူရိုစီရောက်ရှိသွားတာဖြစ်ပါတယ်ပထမရာသီမှာတော့ရောဘင်ညိုကတိုင်ပွဲဆောင်14ဂိုးတိသွင်းယူနိုင်ခဲ့ပေမယ့်နောက်ရာသီမှာတော့ချင်းဖြစ်သွားခဲ့ပါတယ်ချီဆောင်းကလည်းကုန်းကောက်ဆရာမရှိအောင်ကြာဆင်းသွားခဲ့ပြီးတော့မန်ချက်စတာမြို့ရဲ့စီးရောင်အုပ်ကြီးအောင်ဖြစ်သွားခဲ့ပါတယ်အဲကြောင့်နိုဘူရိုကလည်းရောဘင်ညိုကိုစန်တိုအသက်စီအငှားချလိုက်ပြီးတော့အဲ့ဒီမှာလည်းစီးရောင်အုပ်ကြီးထပ်ဖြစ်ခဲ့ရပြန်ပါတယ်နံပါတ်၄နေနေကတော့ဖက်ကာအိုပဲဖြစ်ပါတယ်ဖက်ကာအိုကမိုနာကိုနဲ့အက်တလက်တီကိုမက်ဒရစ်အသင်းဒီမှာဂိုးသင်းပုံစံကြီးတယောက်ဖြစ်ခဲ့ပါတယ်2014ခုနှစ်အပြောင်းရွှေ့ဈေးကွက် ေးနောက်ဆုံးနေ့မှာတော့ဂေဂျီတို့ကလည်းဖဲကာအိုကိုတရားသည်ငါစာချုပ်နဲ့ခေါ်ယူခဲ့ပါတယ်။ဂိတ်ပရိသတ်တီကဖဲကာအိုရဲ့တင်ကိုတွေကိုထိုင်ပြီးရေတွက်ရမယ်လို့တော့မျှော်လင့်ထားခဲ့တာပါ။ဒါပေမဲ့တကယ်တမ်းမှာတော့ဖဲကာအိုသွင်းခဲ့တဲ့ဂိုးကလက်ငါးချောင်းအောင်ပြေမသွားခဲ့ပါဘူး။အဲကြောင့်ယာတီကမှပဲအပိဓာခေါ်ယူခွင့်ပါတဲ့အချက်ကိုအသုံးမပြုတော့ဘဲနဲ့မိခင်ကလက်စီကိုပဲပြန်ပို့ပေးလိုက်ပါတယ်။နံပါတ်9အနေနဲ့ကတော့အန်ဒီကာရိုပဲဖြစ်ပါတယ်။ဂိုးတင်ရတဲ့17ဇန်နဝါရီပြောင်းရှိစေကွက်မှာငါးချောင်းအသင်းနဲ့တူခြေဆန်းပြနိုင်ခဲ့တဲ့တိုက်စစ်မှုအန်ဒီကာရိုကိုခေါ်ယူလိုက်ပါတယ်။ဒါအပြင်တော်ရဝစ်ဆင်ခဲ့တဲ့ကျွန်တော်မှကိုယ်ကိုပါပြ ထားခဲ့တာပါအန်ဒီကာတို့ဟာပကိုးအသင်းကိုရောက်ခါစားမှာပဲဆေးုံစတက်ခဲ့ရပြီးတော့ချိတ်ဆွမ်းနေလည်းမပြနိုင်ခဲ့ပါဘူးနောက်ပိုင်းမှာလည်းဆေးုံကိုအိမ်ဦးနဲ့ကျန်းပြင်လို့သွားနေခဲ့ရပြီးတော့ပကိုးအသင်းရဲ့ဆေးုံအုပ်ကြီးဖြစ်လာခဲ့ပါတယ်ကာတို့ဟာနေရာဒီဘွဲအတွင်းမှာပွဲ90သာကစားပြနိုင်ခဲ့ပြီးတော့သင်ကိုအနေနဲ့လည်း16ဂိုးသာသွင်းယူပြနိုင်ခဲ့ပါတယ်စုံလင်းကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်